မင်္ဂလာပါ theology လောက်ဆာရဲ့ morning devotion အစီအစဉ်ကနေကြိုဆိုပါရစေ။ဖျာသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တင်မှာလဲထာဝရဖျာသခင်အထံတော်ကကောင်းကြီးမင်္ဂလာများစွာနဲ့တနေ့တလုံးရှင်လန်းအပြည့်ပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။ခဏလောက်ဒီချိန်မှာကိုယ်တိုင်ဖျာသခင်တအားယုံပြုဆုတောင်းစေချင်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျာဒီနေ့ဒီနေ့တအတွက်လေအသက်တာကိုကိုရရှင်လက်တော်ထဲသို့အနံ့ပါတယ် ုရှီယာကိုတုံတင်တော်မူပါလူရုရှီယာလမ်းသို့ပြပြင်းပေးကန်ပူဆောင်ပြတနာတော်မူပါပါယေရှုကျောင်းရဲ့ဘာသာတော်တခင်ရှင်နာမနဲ့ဆက်ပေါ်ရပါဗျာအာမင်ဒီနေ့တော့ရှမာကုခရင်ဂျန်ခန်းကြီး6ငွေ၄ကနေ6ကိုဖတ်ရှုဆင်ခြင်းမှာဖြစ်ပါတယ်ရှမာကုခရင်ဂျန်ခန်းကြီး6ငွေ၄ကနေငွေ6ယေရှုကလည်းပရောဖက်ဒီမိမိမျိုးမိမိအဆွေနေရာမိမိအိမ်မှတပါအခြားသောအရင်၌အတည်ရှိသည်ဟု ထိုသူတို့အားမင်းတို့မူ၏မကြမ်းမမာသောသူ အချို့တို့အပေါ်မှာလက်တော်ကိုတင်၍အနာကိုငြိမ်းစေခြင်းမှတပါအဘယ်တကူတော်ကိုများထိုအရ၌ပြတော်မမူနိုင် ထိုသူတို့သည်မယုံကြည်ကြသည်ကိုအံ့ဩခြင်းရှိတော်မူ၏ပလဲ၌ရှိသောမျိုးရွာများသို့ဒေသစာရီလှဲ့လေ၍ဆုံးမဩဝါဒပြတော်မူ၏ဖတ်ရှုတော်တဲ့တမန်ကျမ်းစာအပြင်ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာသင်ပုံမှာရှိပါစေ။ ဒီနေ့ဖတ်ရှုတော်တဲ့တမန်ကျမ်းစာမှာမှတ်တမ်းတင်ဖော်ပြထားတဲ့အရာကတော့သခင်ယေရှုခရစ်တော်သူ့ရဲ့ဇာတိမြို့သူ့ရဲ့အိမ်ရှိတဲ့နာဇရက်မြို့မှာဖြစ်ခဲ့တဲ့အရာတွေးကြုံခဲ့ရတဲ့အရာကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ဒီနေရာမှာအဓိကအလေးပေးပြီးမှတ်တမ်းတင်ဖော်ပြထားတဲ့အရာကတော့ဒီနာဇရက်မြို့မှာရှိတဲ့လူတွေကသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းမရှိတာကြောင့် သခင်ယေရှုခရစ်တော်ကတကူတော့မပြနိုင်ခဲ့ဘူးဆိုတဲ့အကြောင်းဖြစ်ပါတယ်။ရှင်မသက်ခရစ်ညာခန်းကြီး73အငယ်58မှာတော့တိုက်ရိုက်ပဲမြို့သားများတို့သည်မယုံကြည်ကြသောကြောင့်ထိုအရ၌များစွာသော တကူတော်ကို ပြတော်မမူလို့ပြောထားပါတယ်။ဒီလိုမျိုး နာဇရက်မြို့သားတွေကမယုံကြည်ကြတဲ့အတွက်ကြောင့်သခင်ယေရှုခရစ်တော်ကတကူတော်ကိုမပြခဲ့ဘူး။ ဒီနာဇရက်မြို့သားတွေရဲ့မယုံကြည်နိုင်ခြင်းကိုတဲ့သခင်ယေရှုခရစ်တော်ကအံ့အောင်အံ့ဩခဲ့ရတယ်လို့ဖော်ပြထားပါတယ်။သခင်ယေရှုခရစ်တော်အံ့ဩခဲ့ရတဲ့ယုံကြည်ခြင်းတွေရှိခဲ့တယ်လို့သခင်ယေရှုခရစ်တော်တော်အံ့ဩခဲ့ရတဲ့မယုံကြည်ခြင်းကတော့နာဇရက်မြို့မှာတွေ့ခဲ့ရပါတယ်။ဒီလိုမယုံကြည်ခြင်းကြောင့်လေသခင်ယေရှုခရစ်တော်ကတကူတော်ကိုမပြနိုင်ခဲ့ဘူးလို့ရှင်မာကုခရစ်ညာကမှတ်တမ်းတင်ထားပါတယ်။မပြနိုင်ခဲ့ဘူးလို့ပြောတဲ့အခါမှာ တခင်ယေရှုခရစ်တော်ကလှုပ်ခြင်းပေမဲ့မလှုပ်နိုင်တဲ့သဘောတော့မဟုတ်ပါဘူးတခင်ယေရှုခရစ်တော်မလှုပ်နိုင်တဲ့အရာမရှိပါဘူးဒါပေမဲ့ဒီမြို့မှာတော့ယုံကြည်ခြင်းမရှိတဲ့အခါတကူတော်ပြဖို့အတွက်ကိုတခင်ယေရှုခရစ်တော်စံထားမရှိနိုင်ခဲ့တဲ့သဘောဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျင်းတည်တဲ့တမန်ကျမ်းစာမှတ်တမ်းတင်မူရတော့ယုံကြည်ခြင်းမရှိခြင်းကြောင့်တခင်ယေရှု ခရစ်တော်တကူတော်မပြပါဘူး သခင်ယေရှုခရစ်တော်ကဒီအချက်ကနေကျွန်တော်တို့ကိုဗာတိစေချင်တာလေဒီလိုမယုံကြည်တဲ့နေရာမှာတကူးကိုမပြခြင်းအပြင်ကျွန်တော်တို့ကိုဗာတိစေချင်တာလေတနည်းအားဖြင့်ယုံကြည်ခြင်းရှိဖို့အရေးကြီးတာကိုပြခြင်းနဲ့ဆိုတာမှန်ပါတယ်တပြိုင်တည်းမှာပဲဒီနေရာမှာကျွန်တော်သိရတဲ့တမန်တရားကတော့သခင်ယေရှုခရစ်တော်တကူးတော်ပြခြင်းတွေရဲ့ရည်ရွယ်ချက်က လူတွေယုံကြည်ခြင်းတိုးပွားဖို့အတွက်မဟုတ်ဘူးဆိုတာကိုသိရပါတယ်။တစ်ခါတော့ပြန်ပြောပြခြင်းပါတယ်။ဒီနာဇရက်မြို့မှာဖြစ်ခဲ့တဲ့အရာကနေပြီးသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုဗာတိစေခြင်းတလေဆိုရင်သခင်ယေရှုခရစ်တော်တကိုးပြခြင်းတွေရဲ့ရည်ရွယ်ချက်က လူတွေယုံကြည်ခြင်းတိုးပွားစေဖို့အတွက်မဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်တကိုးပြခြင်းရဲ့ရည်ရွယ်ချက်က လူတွေယုံကြည်ခြင်း တိုးပွားစေဖို့ရန်အတွက်မဟုတ်ဘူးကျွန်တော်တို့တစ်ခါတလေထင်မြင်မိတတ်တာကဖရာသခင်သာ တကူအကြီးအကျယ်ပြလိုက်ရင် လူတွေယုံကြည်သွားမယ်အံအောပွဲရတကူတော်တွေကိုလူတွေမြင်သွားရင်ယုံကြည်ခြင်းတိုးပွားလာမယ်လို့ထင်မြင်ယူဆတတ်ပါတယ်အကယ်၍အဲ့ဒီအတိုင်းသာမှန်မယ်ဆိုရင်နာဇရက်မြို့ကသခင်ယေရှု ခရစ်တော်တကူအများကြီးပြတဲ့နေနေရဖြစ်ပါတယ် ။ဘာဖြစ်လို့လဲဆိုရင်ဒီမျိုးကလူတွေကမယုံကြဘူး။ဒါကြောင့်ယုံလာကြအောင်ဆိုပြီးသခင်ယေရှုခရစ်တော်ကတကူးများများပြလိုက်ယုံပါပဲ။ဒါပေမဲ့သခင်ယေရှုခရစ်တော်ကတကူးတော်ကိုမပြခဲ့ပါဘူး။ယုံကြည်ခြင်းမရှိတဲ့သူတွေယုံကြည်ခြင်းရှိလာအောင်ဆိုပြီးသခင်ယေရှုခရစ်တော်တကူးမပြပါဘူး။ဒါကျွန်တော်တို့အထူးသတိပြုမှတ်သားစရာဖြစ်ပါတယ်။ တကူရီပြလိုက်ရင်ယုံကြည်လာမှာပဲလို့ထင်နေတဲ့ကျွန်တော်တို့အထင်တွေကို ပြင်ဖို့ဖြစ်ပါတယ်တကူပြခြင်းကစစ်မှန်တဲ့ယုံကြည်ခြင်းကိုမဖြစ်စေနိုင်ပါဘူးဒါကြောင့်လည်းသခင်ယေရှုခရစ်တော်ကတကူတို့ကိုမပြခဲ့ပါဘူးတကူပြခြင်းကတကူကိုမြင်ခြင်းကဖယားသခင် နှစ်သက်တဲ့ယုံကြည်ခြင်းကိုမဖြစ်စေနိုင်ပါဘူးဒါပေမဲ့ဖယားသခင်နှစ်သက်တဲ့ယုံကြည်ခြင်းရှိတဲ့နေရာမှာတော့ဖယားသခင်ရဲ့တကူတော်က ထင်ရှားမှာဖြစ်ပါတယ်တကူကယုံကြည်ခြင်းကိုမဖြစ်စေပါဘူးယုံကြည်ခြင်းကတော့တကူတော်ကိုမြင်တွေ့စေမယ့်အရာဖြစ်ပါတယ်ဒါကသခင်ယေရှုခရစ်တော်ရဲ့တမန်တရားပါအံဩစရာတကူတွေကိုမြင်ပြီးယုံကြည်ဖို့ထက်တမန်တရားနှလုံးသားထဲမှာမျိုးစေ့ကြပြီးယုံကြည်ခြင်းရှိစေဖို့ကိုသခင်အလိုရှိပါတယ်တကူမြင်လို့ဖြစ်လာတဲ့ယုံကြည်ခြင်းက မြေမှာအမြင့်မဆွဲတဲ့မျိုးစေ့လိုပဲ ခဏလေးနဲ့ညှိုးနှွမ်းသွားမဲ့ယုံကြည်ခြင်းမျိုးဖြစ်ပါတယ်။တမာတရားမျိုးစေးကနှလုံးသားမှာကြပြီးပေါက်ဖွာလာတဲ့ယုံကြည်ခြင်းကပဲကြီးထွားပြီးအစာ30အစာ60အစာတရားပွားများမှာဖြစ်ပါတယ်။ဒါကြောင့်တမာတရားကိုကြားပြီးစစ်မှန်သောယုံကြည်ခြင်းရှိပြီးတကူပါတဲ့အသက်ရှင်ခြင်းနဲ့အသက်ရှင်နိုင်ကြပါစေ။ခဏလေးဆုတောင်းရအောင်။အဖဖေအားတို့ရည်တုန်တင်တော်မူပါ ကျလုံးသားရဲ့မကရရှင်တမာတယောက်ကိုတိုး၍နားလဲရသောအခွင့်ယုံကြည်ရသောအခွင့်ကိုပေးတော်မူပါယုံကြည်နိုင်သောအစွမ်းကိုပေးတော်မူပါတမာတယောက်ကိုယုံကြည်လျက်ကရရှင်ရှိတော်၌အသက်ရှင်တတ်စီတော်မူပါပါဖျက်ခင်ကရရှင်တကူတော်အထင်း၌အသက်ရှင်တတ်စီတော်မူပါပါဖျက်ခင်ယေရှုတင်တဲ့ကရရှင်ပါယေရှုတင်တဲ့ယေရှုတော်ပေါင်းယူတွေ့လက်တပါးသောတော်သခင်ယေရှုနာမနဲ့ဆုတောင်းစကားနာမနဲ့ပါဗျာအာမင်